မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မှာရှိတဲ့စစ်ကောင်စီအခိုင်အမာတပ်ဆွဲထားတဲ့ဟန်ထက်စကမ်းကို KIA က April 3ရက်နေ့ညကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနက်ကလေးကစစ်ကောင်စီတွေကလက်နက်ကြီးတွေနဲ့ပစ်ခဲ့တယ်။အေပီလာ၃ရက်နေညမှာတော့မြေပြင်တိုက်ပွဲစတယ်။ညာတွင်ချင်းပဲစစ်တပ်စခန်းကျသွားတယ်လို့ကချင်စီရေးသတင်းအင်းမြစ်ကပြောကြားထားပါရယ်။ ဟန်ထက်စခန်းဟာမန်စီမျိုးကနေပြီးတော့နမ်ခမ်းဘက်ကိုသွားလို့ရတယ်လို့မဘိန်းမျိုးဘက်ကိုလည်းသွားလို့ရတဲ့လမ်းရှိတယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးကိုသွားတဲ့လမ်းစုံမှလည်းတည်ရှိပြီးတော့စစ်ရေးအရအချက်ချာကြတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်။မန်စီမျိုးပေါ်နဲ့ကိုးမိုင်ကဝေးတဲ့နေရာမှာရှိတယ်လို့လည်းသိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ထွက်ပြေးတဲ့သူတွေလည်းများပြားခဲ့တယ်လို့ကနဦးသတင်းရရှိထားပါတယ်။ KIA ကဗမော်မျိုးအနီးမှာရှိတဲ့မိုးမောက်မန်စီမျိုးနယ်တွေကစစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းယူနေတယ်လို့သိရပါတယ်။မြေကြီးနာဗမော်ဗမော်လွယ်ကျဲလမ်းတွေမှာရှိတဲ့စစ်ကောင်စီစခန်းအားလုံးကိုသိမ်းပိုက်ပြီးတော့အဲ့ဒီလမ်းတွေကိုလည်းအပြည့်အဝထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။မက်စလာ9ရက်နေ့ကနေစတင်ခဲ့တဲ့ထိုးစစ်မှာဒီကနေ့အထိကိုစစ်ရေးအရာချက်ချာကြတဲ့ဗျူဟာဂုံးများစခန်းကြီးများအပါအဝင်စခန်း80ခန်းကိုသိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူးသီးတောင်အမ်းမြို့နယ်မြေပုံမြို့နယ်နဲ့မောင်တော်မြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုရခိုင်တပ်တော် AA ကမယံမနာအဓိကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့အမ်းမြို့နယ်လုံးရွာအနောက်ဘက်တောင်ကျောတိုက်ပွဲမှာစစ်ကောင်စီဘက်က၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်တွေအတွင်းမှာရခိုင်တပ်တော် AA ကဘူးသီးတောင်ခမရ964တရင်ဌာနချုပ်အမ်းမြို့နယ်အတွင်းမှာရှိတဲ့ တော်ဟိန်တောင်ဘျူဟာစကန်းအပါဝင်ပဝင်းကျင်မှာရှိတဲ့စကန်းတချို့မောင်တော်ကျိန်ချောင်းနေကြဆောင်စကန်းတို့ကိုတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။စကန်းကြီးတွေကိုအဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတာနဲ့ဤသူတခြားသောစကန်းငယ်တွေကိုလည်းအပိသက်သိမ့်ပိုက်ရယူနိုင်ဖို့အတွက်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။အေပီလာတရက်နေ့ကနေစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဘူးဒီတော်ခမရ964တရင်ဌာနချုပ်စကန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အေပီလာ2ရက်နေ့မနက်6:20မိနစ်အချိန်မှာ မြေပုံမြို့နယ်စနေင်းကျေးရွာအရှိတ်မှာရှိတဲ့စစ်ကောင်စီရဲ့ point 95စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကလေကြောင်းပစ်ကူတွေကိုအသုံးပြုပြီးတော့အသေးအတန်ခုခံကာကွယ်နေတယ်လို့ရခိုင်တပ်တော်အေအေကလည်းထိုးစစ်ကိုတဆင်ချင်းတဆင်ချင်းအရှိန်မြင့်တင်ဆောင်ရွက်လျက်ရှိတဲ့အတွက်တိုက်ပွဲတွေဟာပြင်းထန်နေတယ်လို့သိရပါတယ်ဒါအပြင်မောင်တော်ကျိန်ချောင်းတပ်စခန်းကိုလည်းတရက်မှရန်နာချင်းမရှိဘဲနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ် မက်လ31ရက်နေ့ညနေ3:05မိနစ်အချိန်ကအမ်းမြုံနယ်လုံရွာအနောက်ဘက်တောင်ကျောမှာအကြမ်းဖက်စစ်ကောင်စီနဲ့ရခိုင်တပ်တော် AA တို့တနအီကန်ကြောင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကစစ်သားမျက်မြင်၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေရ မက်လ31ရက်နေ့ည8:00နာရီအချိန်ကမြေပုံမြို့နယ်ကန်ထောင်ကြီးမြို့မှာရှိတဲ့မူလာရန်လွန်စာတင်ကျောင်းကိုစစ်ကောင်စီက Jet Fighter နဲ့လာရောက်ဘုံကျဲခဲ့တဲ့အတွက်မူလာရန်လွန်စာတင်ကျောင်းနဲ့လူနေအိမ်၄လုံးပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲ AB လ2ရက်နေ့ညနေ9:16မိနစ်နဲ့28မိနစ်တို့မှာမြေပုံမြို့နယ်ကန်ထောင်ကြီးမြို့ကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့အရသာပြည်သူ၃ဦးသေဆုံးပြီးပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိက လူနေအိမ်နှလုံးထဲမနေမိလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါရယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခမောင်းအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ24စက်ယုံကိုတရားခွန်မမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာစက်ယုံအတွင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပီလာ၂ရက်နေ့ညနေ6:55မိနစ်အချိန်မှာပေါင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ24ကိုတော်လိုင်းတပ်ဖွဲ့တွေကတရခွန်မမရှော့တိုက်တုံး၅လုံးတရမမဒရော့ဘုံ၄လုံးတို့နဲ့ကျဲချတိုက်ခိုက်ရာစက်ရုံအတွင်ကြောက်ရောက်ပောက်ကွဲပြီးတော့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ short tight ဒုံးတွေ drop ဘုံးတွေစက်ရုံကိုတိုက်ရိုက်ထိမှန်ခဲ့လို့အထိခိုက်ပျက်စီးများတယ်လို့တော့သိရတယ်။ပျက်စီးမှုအခြေအနေတွေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ Freedom Revolution Force FRF အဖွဲ့ကတာဝန်ရှိသူတူက ပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Freedom Revolution Force FRF အထူးတာဝန်တပ်ဖွဲ့နဲ့ပေါ့မြုံနယ်ပါကဖဘူလာရောင်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ Freedom Revolution Force အထူးတပ်ဖွဲ့ဟာ အကြမ်းဖက်စစ်အာဏာရှင်ကြာဆုံးရေးအတွက်မဟာမိတ်တွေနဲ့အတူစစ်ကောင်စီရဲ့စစ်ရေးအရာရေးပါတဲ့နေရာတွေကိုအဓိကထားတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပလောမျိုးနယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်185ခြေလင်တရင်ကို drone နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ3ရက်နေ့ကပလောမျိုးနယ်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့တရင်ကို drone နဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့ရာတရင်အတွင်းမှာရှိတဲ့စစ်စည်းရုံနဲ့ လက်နက်ကြီးကွင်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့အဲ့ဒီတပ်ဖွဲ့ကပြောပါတယ်အခုလိုမျိုးတိုက်ခတ်တဲ့အချိန်မှာစေကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပလောဒေတာတွင်ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကပြောပြခဲ့ပါတယ် drone နဲ့တိုက်ခိုက်မှုအတွင်းမှာစေကောင်စီဘက်ကထိခိုက်မှုရှိနိုင်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်ပလောဒေတာကာကွယ်တပ်ဖွဲ့ထံကတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူးလို့အဲ့ဒီတပ်ဖွဲ့ကပြောပါတယ်ကျွန်တော်တို့စီမှာ drone တွေဒီထက်ပိုရှိရင်စစ်ကောင်စီကိုအခုထက်ပိုပြီးတော့တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့အခုလက်ရှိမှာလည်းကျွန်တော်တို့ drone တိုက်ခိုက်မှုစွမ်းရည်ကိုတိုးတက်မှုရှိလာအောင်လို့ကြိုးစားနေပါတယ်လို့ PRDF ရဲ့ drone တပ်ဖွဲ့တာဝန်ခံကပြောဆိုခဲ့ပါတယ် PRDF တပ်ဖွဲ့အနေနဲ့မက်စလာအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်း15ခုကိုဘုံသီးအရေအတွက်80ကျော်နဲ့တိုက်ခိုက်နိုင်ခဲ့တယ်လို့အဲ့ဒီတပ်ဖွဲ့ဝင်ကပြောပါတယ် ်ပလောမြို့နယ်ကိုစစ်ကောင်စီကစစ်အုပ်ချုပ်ရေးကျင်းတာပြီးတော့စစ်ကောင်စီတပ်နဲ့ဒေသရင်းတော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုတ်ရဲတပ်ဖွဲ့မှတာဝန်ကျနေတဲ့တောင်ကုတ်မြို့မှစခန်းမှုဒုတိယရဲမှုစမ်းညုံဟာတာဝန်ကျနေတဲ့နေရာစခန်းကနေပြီးတော့ AP လ3ရက်နေမှာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကိုပိုင်အမှတ်ခွန်လေးနှစ်ကိုစခန်းမူဒုတိယရဲမူစမ်းညွန့်ဟာ၎င်းတာဝန်ကြရာတောင်ကုန်းမြို့မှာရဲစခန်းကနေပြီးတော့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့အမည်မဖော်လိုတဲ့တောင်ကုန်းမြို့မှာရဲစခန်းကရဲတပ်ဖွဲ့ဝင်တဦးကသတင်းပေးပို့လာပါတယ်။စခန်းမူကတော့ကျွန်တော်တို့အပေါ်မှာစိုးစိုးဝါးဝါးဆက်ဆံတာမျိုးမရှိပါဘူး။အနေအေးတယ်။တပ်ဖွဲ့ဝင်တွေအပေါ်မှာဖိအားမပေးဘူး။ခရိုင်ရဲတပ်ဖွဲ့မူဖိအားပေးလို့ပြေးတာလို့တော့ထင်တယ်။ခရိုင်မူကစခန်းမူကိုတားအနိုင်ကျင့်တာ။တန်းစီတဲ့နေရာပဲဖြစ်ဖြစ်ဖုန်းဆက်လို့ပဲဖြစ်ဖြစ်ရဲဘော်တယောက်လိုပဲဆက်ဆံတာ။ နှစ်ပြားမတန်းအောင်ကိုဆဲတာဗျာချိန်ဖန်များလာတော့ဘသူကအဆဲခံကြမှာလဲသူလဲရဲလုတ်သက်နှစ်30ကျော်ပြီလေပြီးတော့မြို့မရဲစခန်းမှုကိုသူ့တပည့်တွေရှေ့မှာဆဲတာတော့မကောင်းဘူးလေလို့ပြောဆိုခဲ့ပါတယ်စခန်းမှုထွက်ပြေးသွားတဲ့အတွက်ကြောင့်၎င်းသွားလာတဲ့နေရာတွေဖြစ်တဲ့ကားဂိတ်များမြို့ပေါ်ရက်ွက်များကိုလိုက်လံစုံစမ်းရှာဖွေခြင်းပူးပေါင်းစစ်ဆေးဂိတ်များကိုရှာဖွေခြင်းတွေလုပ်ခဲ့တော့လေရှာတွေ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်စခန်းမှုဒုတိယရဲမှုစမ်းညွှန်ဟာတောင်ကုတ်မြို့မှာရဲစခန်းမှာတာဝန်ကျနေတာဟာ၃နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီးတော့၎င်းဟာ ကချင်ဒေသကနေပြောင်းရွှေ့လာသူတဦးဖြစ်ပြီးတော့မအီမျိုးနယ်ကရခိုင်လူမျိုးတယောက်ဖြစ်တယ်လို့သိရပါဗျ။လက်ရှိတောင်ကုတ်မှာတာဝန်ကျနေတဲ့တောင်ကုတ်ခရိုင်မူဟာရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံမှုတွေရှိပြီးတော့ငွေရှာပေးတဲ့ရဲတပ်ဖွဲ့ဝင်တွေကလူရသွင်းတယ်လို့အမည်မဖော်လိုတဲ့ရဲတပ်ဖွဲ့ဝင်တဦးကပြောပါဗျ။ဘဝတစ်ခုကိုအပြက်ခံပြီးတော့ပြေးသွားတာသူ့ခံစားချက်ကိုလည်းစဉ်းစားကြည့်လေဘသူမှတာဝန်ရှိလဲဆိုတာဒီနေ့အထိတိုက်ပွဲမရှိဘဲနဲ့အေးချမ်းနေတဲ့တောင်ကုတ်လိုနေရာမျိုးမှာရဲတွေပြေးကြတယ်ဆိုတာခရိုင်မူကြောင့်ပေါ့ သူ့မှာတာဝန်အရှိဆုံးပဲတပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်လို့မမြင်ဘူးသူ့အတွက်ငွေရှာပေးတဲ့သူကမှသူကရဲလို့ထင်တာလို့ပြောဆိုခဲ့ပါတယ်ခရိုင်မူဒုတိယရဲမူကြီးကျော်စင်တန့်ဆိုသူဟာစစ်တပ်ကပြောင်းရွှေ့လာသူတူဖြစ်ပြီးတော့တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှာတာဝန်ထမ်းဆောင်နေတာနှစ်နှစ်ခန့်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်တောင်ကုတ်ဒေသခံတူကကျွန်တော်တို့လည်းစခန်းမူထွက်ပြေးတဲ့ကြားလို့အံ့ဩနေတာတိုက်ပွဲလည်းမရှိဘဲနဲ့ဒါတော့ငွေရနေတဲ့တောင်ကုတ်မှာစခန်းမူထွက်ပြေးတယ်ဆိုတော့ အကြောင်းတရားတွေတော့ရှိလောက်မှာပါမျိုးတွေကတချို့ပြောတာကတော့ခရိုင်မူးကြောင့်ပြေးတယ်လို့ပြောနေကြတာပဲဟုတ်မဟုတ်တော့သူတို့ချင်းပဲသိမှာပါကျွန်တော်တို့တောင်ကုန်းမြို့ကလည်းခရိုင်မြို့ဖြစ်ပြီးမှပဲရဲတွေပြေးတာကြားဘူးတယ်လို့ပြောဆိုခဲ့ပါတယ်တောင်ကုန်းမြို့ရဲတပ်ဖွဲ့ဝင်တအူးကတလကိုအနည်းဆုံး၄ယောက်ကနေ၅ယောက်ထိထွက်ပြေးနေကြတယ်မကြသေးခင်ကဆိုအသက်50ကျော်ရဲတပ်ဖွဲ့ဝင်တအူးထွက်ပြေးသွားတယ်သူကရန်ပြဲကစခန်းထဲမှာဆိုအရန်ကိုအနှိမ်ခံရတယ်ပြုတ်မှုဆက်ဆံတာတွေကလည်းအရန်မောက်မှာလုံးနေဒါကြောင့်မခံနိုင်လို့ထွက်ပြေးကြတာလို့ပြောဆိုခဲ့ပါတယ် စခန်းမူးကင်ဆောင်တဲ့ BA63 တနတ်တလက်၎င်းကြီးအတောင့်တရာ၎င်းကြီးပေါက်နှစ်ခုနိုင်မမပစ္စတို MA5 တလက်၎င်းကြီး24တောင်း၎င်းကြီးပေါက်နှစ်ခုကြီးကအင်ကြီးတစ်ထည်ကြီးကအုတ်ထုတ်တလုံးတို့ကိုယူဆောင်သွားခြင်းမရှိဘဲနဲ့ထားခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့ရခိုင်ပြည်နယ်တောင်ကုတ်တက္ကသိုလ်အနီးမိချောင်းထိုးရွာအနီးမှာရှိတဲ့တောင်ကုတ်အန်စစ်တွေစစ်စေးရိတ်ဂိတ်က9ဦးစကခ9ရဲက ခွနဦးစုစုပေါင်း၁၂ဦးတို့ဟာလက်နက်ကိုစီနဲ့ထွက်ပြေးသွားခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ